ကျွန်တော်လိုရင်းပဲတော့ကြတာပေါ့လေဒီနေ့ကျွန်တော်မျှကျင်တဲ့အပိုင်းကတော့ဒီဘာသာပြန်တဲ့နေရာမှာအခြေခံအကျဆုံးအပိုင်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်အနှစ်ချုပ်လေးမျှကျင်အဲအင်္ဂလိပ်လိုရေးထားတဲ့စာပိုက်တစ်ပိုက်ကိုအကြောင်းအရာတစ်ခုလို့ပေါ့လေမြန်မာလိုဘာသာပြန်မှာအဓိကအကျတဲ့အပိုင်းက၃ပိုင်း လို့ပြောလို့ရမယ်ထင်ပါတယ်ပထမဆုံးတစ်ခုကမင်္ဂလာပါတာစကားကိုနားလည်ဖို့ပေါ့နော်ဒုတိယတစ်ခုကတော့မြန်မာလိုချင်းချင်းလေးလေးရေးတဲ့ဖို့ပါနောက်တစ်ခုကကြတော့ကိုရင်းမဲ့အကြောင်းအရာဟိုနားလေဖို့ပေါ့နော်ဆိုတာဥမာ ဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဘာသာပြန်လဲဆိုရင်ကျွန်တော်ဥပဒေအတုံးလုံးတွေလောက်ထုံးလုံးတွေအဲ့ဒါကိုအတိုင်းတာတွေကိုပေါ်ပေါက်လို့လို့မှာပေါ့လို့နော်အဲ့လိုပဲ engineer နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုရင်လည်း engineer အကြောင်းပေါ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာဆိုရင်လည်းနိုင်ငံရေးနဲ့ပတ်သက်တဲ့အတုံးလုံးတွေနိုင်ငံရေးနောက်နောက်ခံအကြောင်းတွေအဲ့ဒါတွေကိုအကြံပေးတော့နားလေပေါ့လုံးမယ်ပေါ့လို့နော်အဓိကအဲ့ဒီ၃ပိုင်းပေါ့လို့ ်ဒီညမှာအင်္ဂလိပ်လိုရေးထားတဲ့စာကြောင်းကိုနားလည်ဖို့ပေါ့နော်အင်္ဂလိပ်လိုရေးထားတဲ့စာကြောင်းကိုနားလည်ဖို့ဆိုရင်ညမှာဟိုတဲ့တော့အင်္ဂလိပ်စာကြောင်းတစ်ခုရဲ့ဖွဲ့စည်းပုံပေါ့နော်အဲ့ဒါလေးကိုကြည့်မယ်ဆိုရင်အကြံပြန်ကနှစ်ပိုင်းရှိတယ်လို့ပညာရှင်တွေကတော့ပြောကြတာပေါ့လေဒီကက subject ရှိမယ်ပြီးတော့သူနောက်ကနေလိုက်တဲ့ predicate ရှိမယ်ပေါ့နော် အဲ့ဒီမှာမှ predicate ထဲမှာလည်းနှစ်ပိုင်းရှိမှာပေါ့လေ verb နဲ့ object ပါတဲ့အပိုင်းရယ် verb နဲ့ object မပါတဲ့အပိုင်းရယ်ပေါ့လေအဲ့လိုနှစ်ပိုင်းထက်ကွဲတော့တာပေါ့နော်အဲကျွန်တော်တို့ဟိုမှာ champion အဲပြောမယ်ဆိုရင်ဆိုရပါတော့ doctor giving some medicine အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကတော့ doctor ဟာ subject လို့အဲပြောမယ်ဆိုရင် give ကတော့ verb ဖြစ်သွားမှာเนาะအဲဒီမှာ him ကတော့ object ဖြစ်သွားမှာပေါ့လေအဲအရင်ရှင်းအောင်ဆောက်ဆောက်မယ်ဆိုရင်ခဏဖြတ်ထားဒီပုံစံဖြစ်သွားတာပေါ့နော်ဆိုတော့အင်္ဂလိပ်စာကြောင်းတစ်ကြောင်းရဲ့ဖွင့်စည်းပုံက subject ဟာ object ပေါ့နော်အဲ့မှာဥပမာ object မပါတဲ့စာကြောင်းဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ဥပမာဒီဒီဝန်ဆင်းနေဒီဒီမှာဆိုရင် object မပါဘူးပေါ့နော်ဆိုအဲ့ဒီပုံစံပေါ့အဲ့ဒါကိုမြန်မာလိုပြန်လေးချိန်မှာကြတော့ဒီကမြန်မာစာကြောင်းကတော့ဒီလိုဖြစ်တော်တယ်လို့ဆိုပါတယ် object ကရှေ့ကိုရောက်ပြီးတော့ verb ကနောက်ကိုရောက်တယ် object subject verb object ကအင်္ဂလိပ်စာကြောင်းအကြံဉာဏ်ဖွင့်ကြည့်တဲ့ပုံစံနဲ့ဒါကတော့မြန်မာစာကြောင်းအကြံဉာဏ်ဖွင့်ကြည့်တဲ့ပုံစံပေါ့အပေါ်ကဒီဆရာဝန်ကဆစ်ပေးရဆိုရအောင်ပဲကျွန်တော်ပြန်လာနေပြီဒီမှာပမာစာကြောင်းမှာကျတော့ subject ကဆရာဝန်ဖြစ်မှာပေါ့နော်ဆရာဝန်ဆရာဝန်ကပြီးတော့နောက်ကနေ object လိုက်လိုက်လာတာပေါ့သူ့ကိုဆစ်ပေးလိုက်တယ် ေလဖြစ်သွားတာပေါ့နော်ဒီမှာဆရာဝန်က subject ဖြစ်နေသူ့ကိုဒါက object ဖြစ်သွားပြီးတော့လှုပ်ဆောင်တဲ့ကရိယာ verb ကပေးလိုက်တယ်ဆိုတဲ့ဟာပေါ့အဲအဲ့ဒါကနောက်ကိုရောက်သွားတာပေါ့နော်ဆေးမပွားပါပေးလိုက်တယ်ပေါ့အဲ့ဒီပုံစံဖြစ်သွားတာပေါ့နော်ဒါကျွန်တော်တို့ဒီ sentence ပေါ်ပဲနည်းနည်းလေးပုံစံတစ်မျိုးပြန်ကြည့်ကြမယ်ဥပမာဆိုတော့ ောက်ပြမပါတဲ့ sentence ပုံစံတစ်ခုပါ the president is crying ဆိုတော့ the president ကဒီပုံစံတော့လာမယ်ဆိုတော့ the president သမ္မတကြီးငိုနေတယ်ပေါ့နော်သမ္မတကြီးငိုနေပြီဒါကျတော့နည်းနည်းလေးထိုက်ဖြည့်လိုက်မယ်ဒီနေရာမှာသမ္မတကြီးငိုနေတယ်ဘယ်နေရာမှာငိုနေရလဲအဲဆိုတော့တန်စံကတည်းကငိုနေလို့လောက်လိုက် သမတကြီးဟာဖန့်စင်ခံထဲမှာငုံနေငုံနေပေါ့လာဒီမှာလာဖြစ်လာနေတယ်နော်ဒီအင်္ဂလိပ်စာကြောင့်ကျွန်တော်နည်းနည်းလေးထပ်ဖြစ်လာမယ်ဒီ cos ပေါ့နော် s ပေါ့ s လို့လာ s s နာတာငိုတဲ့အကြောင်းအရာဘာကြောင့်ငိုလဲဆိုတာတက်ဖြစ်လာနေတယ်ကျွန်တော် is ီလလောလာပါလုံးကုန်တယ်ဆိုတော့ s ဆိုတော့ s ကိုကျွန်တော်တို့က day အတွက်ပေါ့နော် day အတွက် his wife has run away with the vice president သူဇနေကဒူရီယာအမဒနဲ့ လိုက်ပေးသွားတယ်လဲဆိုလိုက်ပါတော့ဆိုတော့သူဇနီကဒုတိယသမ္မတနဲ့လိုက်ပြေးသွားတယ်ဆိုတော့သမ္မတကြီးတန်ဇနီကထင်မှာဟိုနေရပါတော့ကျွန်တော်တို့မူရင်းစာကြောင်က the president is crying in the toilet as his wife has run away with the vice president ဆိုတော့ဒီမှာ s ကိုဒီမှာလာထည့်လိုက်မယ်သူဇနီကဒုတိယသမ္မတနဲ့လိုက်ပြေးသွားတယ်သမ္မတကြီးတန်ဇနီကထင်မှာဟိုနေရပါတော့

ဒါကတော့စကပြောနဲ့ရေးတဲ့ပုံစံပေါ့ဒါ sentence ကိုအကြံပြင်းအပိုင်းပိုင်းခွေထုတ်လိုက်တာပေါ့လေဒီညမှာ the president က subject ဖြစ်နေ is crying ကတော့အဲ verb ပေါ့နော်ပုံမှန်ပုံမှန်လို့ဆိုရင်အဲကရိယာဆိုတော့ဒီပုံစံဖြစ်မှာပေါ့နော်ကျွန်တော် now စာကြောင်းလေးကြောင်းထည့်ပြီးတော့အပိုင်းပိုင်းခွေကြည့်ကြတယ် my wife is hiding my wife is hiding ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ ေရိုးလေးပဲဘာသာပြန်မယ်ဆိုရင်အဲခုနပြောသလို theory နဲ့ပဲကြည့်လိုက်မယ်ဆိုတော့ wife က subject ဖြစ်မယ် is hiding out of bar နေမှာပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကမြန်မာလို့ပြန်ရင်ကျွန်တော်မိမကျွန်တော်မိမပုံနေတယ်ဒီလိုဖြစ်သွားတာပေါ့နော် ဝကျွန်တော်နည်းနည်းလေးထပ်ဖြည့်လိုက်မယ်။နောက်မှနေရာထည့်လိုက်မယ် under the bed my wife's hiding under the bed ကျွန်တော်မိမကုတင်အောင်မှာပုံနေတယ်။ကုတင်အောင်မှာဒီလိုဖြစ်မှာပေါ့ဗျာ။ so that my wife is hiding under the bed ကျွန်တော်မိမကုတင်အောင်မှာပုံနေတယ်။တပ်ဖုံးတယ်လို့ ကျွန်တော်နည်းနည်းထပ်ပြောင်းလိုက်မယ်အင်္ဂလိပ်စာကြောင့် but uh, what is hiding her uh, clothes but uh, what is hiding her clothes ကျွန်တော်မိမဟာအဲဒီမှာတော့အဓိပ္ပာယ်နည်းနည်းပြောင်းတော့မှာပေါ့လေ object ထည့်လိုက်တော့ her clothes က object ပေါ့လေဆိုတော့ subject ပြီးရင် မြန်မာမှာ object လာမယ် to our side ကို to our side ကိုဒါဖွင့်နေတယ်ဆိုပြီးတိတ်ပြီးကြောင်းသွားတာပေါ့လေ my website and uploads ကျွန်တော်မိမှသူ့ website ကိုဖွင့်နေတယ်အဒီပုံစံဖြစ်သွားတယ်ဒါ english စာကြောင်းကိုကျွန်တော်နည်းနည်းပုံစံနည်းနည်းထပ်ပြောင်းလိုက်မယ်အဲဆိုတော့ My wife's hiding her clothes since I confessed to her that I'm gay. အဲဒါတော့ဘောက်ကိုကျွန်တော် uh, uh, has been လို့လုပ်လိုက်တယ်ဆိုတော့ sentence ကမ my wife's been hiding her clothes since I confessed to her that I'm gay ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဘာသာပြန်မယ်ဆိုရင် my wife been hiding ကျွန်တော်မိမသူ့ဝက်စားကိုဖွင့်နေတယ် since ဒါကိုမြင်တာကိုကျွန်တော်ဒီလိုလေးပိုင်လိုက်မယ်ဆက်တော့တော့နောက်ဆုံး since ကတော့ကတိကပေါ့နော်ကတိကေကေရှင်ကလေးကလည်း I confess to her that I'm gay ော်ကြီးပါလို့သူ့ကိုဝန်ခံလိုက်ကြတယ်ကကျွန်တော်မိမသူ့ဝက်စားတယ်ပေါ့ဒီနေမှာဖွင့်နေတယ်လို့မလို့တော့ဝက်ရတယ်ဖွင့်နေနေနဲ့အသက်အသက်ပါအောင်နေကြလို့စကလုံးလေးနည်းနည်းအောင်ဆက်လိုက်တယ်ဖွင့်နေတော့တာပဲဆိုတော့ sentence အကြောင်းလုံးကိုပြင်ကြည့်ဆိုတော့ငွေမှာက my wife's been hiding her clothes since i confessed to her that i'm gay ျွန်တော်ကဂေးပါလို့သူ့ကိုဝန်ခံလိုက်ကြတယ်ကကျွန်တော်မိမဟာသူ့ဝန်စားတယ်ကိုဖွင့်နေတော့တာပဲဒီနေရာမှာ my wife က subject ဒီမှာကျွန်တော်မိမဟာ hiding our clothes သူ့ဝန်စားတယ်ကိုဖွင့်နေတော့တာပဲဒါဒီမှာနောက်ဖြစ်နောက်ပါနေဖြစ်လာတဲ့ sense confess to other than gay ဒါကိုကျွန်တော် share ဖြစ်ကျွန်တော်ကဂေးပါလို့သူ့ကိုဝန်ခံလိုက်ကြတယ်ကအဲ့လိုဖြစ်သွားတယ်ဒီနေရာမှာကျွန်တော်နည်းနည်းလေးထပ်ဖြည့်ပြီးပြောချင်တာက ကျွန်တော်တို့ဟာပမာစကားကိုပြောတဲ့ရေးတဲ့ပြည်သားဖြစ်တယ်ဆိုတဲ့အချက်ပါကျွန်တော်တို့ဟာဒီစိတ်အလံဝဲတဲ့နေချွန်နေဖြားကလူတွေလောက်ကလွေးရင်ပုံမှန်ကတော့ငေငေကလေးကပမာစကားကြည့်တယ်ပမာသင်္ကားထောင်တယ်ပမာစကားပြောတယ်ပေါ့လေပမာစကားဒီတော့အင်္ဂလိပ်ကနေပမာလို့ဘာသာပြန်တဲ့အချိန်ကအင်္ဂလိပ်လေမိန့်တော်ပြီးတော့စကားတွေကိုတောင်းမတူတဲ့အရေးအတန်းနဲ့ချမရင်းမိလို့လိုပါတယ် ပြီးတော့ဘာသာပြန်ချိန်မှာကျွန်တော်တို့ကပထမအဆင့်မှာတော့မူရင်းအတိတ်တွေကိုခြုံငုံမိအောင်လိုက်ရိုက်ဘာသာပြန်ပါပြီးရင် short တဲ့အချိန်မှာအဲ့ဒီအတိတ်တွေကိုယူလိုက်ပြီးတော့တကယ်တမ်းကိုယ်ပြန်ဝန်းကျင်မှာဘယ်လိုပြောရသလဲကိုယ်မိတ်ဆွေတွေနဲ့ကိုယ်နဲ့စကားပြောရင်ဘယ်လိုပြောမလဲအဲ့ဒီအထိုင်ကနေစဉ်းစားပြီးတော့ပြောပါရေးပါပေါ့ဒါကျွန်တော်တို့ဟိုအစောပိုင်းမှာပြောခဲ့ရတာကိုပြန်ချုပ်လိုက်မယ် sentence တကြောင်းဟာအင်္ဂလိပ်လို့ဆိုရင်အကျံပြင်းက subject ဘာ object ရှိနေတချို့ sentence တွေကြတော့ noun modifier အမမောလဲ verb modifier ဒီတော့တရားမျိုးနဲ့ခေါ်ကြမှာပါတော့ဒါတော့ကျွန်တော်ပြန်ဖြတ်လိုက်နေတာနည်းနည်းပြရရှုဒီပုံစံပေါ့နော်အင်္ဂလိပ်လိုပေါ့အဲ့တော့ပဲတချို့ရတယ်ဆိုရင် object မပါဘူး ီပုံတော့ပါအဲ့ဒါကိုမြန်မာလိုပြန်မယ်ဆိုရင်ဒီကဘယ်လိုဖြစ်လဲဆိုတော့ subject လာတယ် object ကခြေကိုရောက်လာတယ်ပြီးရင် class လာတယ်အဲကျွန်တော်မြန်မာစကားနဲ့ပြောမယ်ဆိုရင်ပါလေ subject ကပါလေကတ္တာကတ္တာ object ကကံပြီးတော့ကရိယာဒီပုံစံဖြစ်သွားတာပေါ့နော်ဒါကတော့ sentence တကြောင်အင်္ဂလိပ်လိုရေးထားတဲ့ center တကြောင်ကိုပမာလို့ပြန်တဲ့အချိန်မှာအယူရသတိပြုရမယ်အခြေခံအပိုင်းလေးပေါ့လေ